ဗန္ဒလေး PDF နဲ့လပ်ပါလာကမိသားစုတစုရဲ့အော်တိုဘာလာဆန်းရည်ရဲ့မနက်ပိုင်းမှာလိုင်းမော်ဟိုးလေးတချို့ချို့ပြန့်နှံ့သွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်မကောင်းလို့ကျွန်တော်ကဝေဖန်ကြံပြုတ်မှာဖြစ်ပါတယ်။ခက်မြန်မြန်လေးသွားရအောင်တူချုံပြီးတော့ဒေါ်လာရေးမှာဘာမဟုတ်တဲ့အကြောင်းအရာလေးနဲ့အနှောက်အယှက်ဖြစ်မှာစိုးလို့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးပြီဖြစ်ပါတယ်။ဗီဒီယိုဖိုင်ဆက်မှာကျွန်တော်တို့ဗီဒီယိုညီမငယ်လေးတယောက်ကနေပြီးတော့စတားလိုင်းကိစ္စကိုစတင်ပြောပါတယ်။ပြောတော့တစ်ခါမှရှိတဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်က ့ပြန်လဲခြေပါပါတယ်အဲတဖက်နဲ့တဖက်ပြောဆိုကြရင်းနဲ့အန်ဒီကြီးတယောက်နဲ့အမားတယောက်ရဲ့စကလုံးထိုးစစ်ကိုဟိုဘက်က20ကျော်20ပတ်လဲဝန်းကျင်လေးလူငယ်တွေဖြစ်တဲ့အတွက်လူကြီးတယောက်ရဲ့စကလုံးထိုးစစ်ကိုမခံနိုင်တဲ့အဆုံးဒေါသအတန်ကြီးပါလာတယ်နော်လေတံနဲ့လဲလေးပြီးတော့မာလာလေတံမာလာတယ်နောက်ပြီးတော့ဆွေးတရားလေးဖြစ်သွားတယ်ဒါကကျွန်တော်တို့ညီငယ်ညီမငယ်တွေရဲ့အားနည်းချက်နောက်ပြီးတော့ပြည်သူဆက်ဆံရေးဆိုရင်လေပြည်သူကိုနားလေသဘောပေါက်အောင် ရေးလေအောင်ရှင်းပြနိုင်တဲ့စကားပြောစွမ်းရည်လိုအပ်ချက်အားနည်းချက်ပေါ့နော်အဲ့ဒါလေးတော့မြင်မိပါတယ်ကျွန်တော်ညီငယ်ညီမငယ်တွေဒါတွေလေ့လာဖို့လိုအပ်ပါတယ်နော်ထားအရေးကြီးတဲ့အကြောင်းအရာတွေးရအောင်အရေးကြီးတယ်နော်မသိတဲ့ပြည်သူတွေသိအောင်လို့ကျွန်တော်ကပြောပြမယ်အရေးကြီးတဲ့ချက်နဲ့ချက်ပါအဲ့ဒီထဲမှာလက်လက်ကင်တဲ့ရဲဘော်စစ်သားဟာပြည်သူလူထုကြားမှာတဏ္ဍမောင်းမဆွဲရဘူးအပြစ်မဲ့တဲ့ပြည်သူကိုတဏ္ဍနဲ့ချိန်ပြီးတော့မချင်းချောက်ရဘူး ဟုတ်ပြီနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ကျွန်တော်တို့ရဲ့ပီဒီရဲ့ရဲဘော်ညီကိုညီမငယ်တွေဟာနောက်မှာရှိတယ်နော်တနက်ကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်အဲ့ဒီမိသားစုကိုတနက်မောင်းဆွဲပြီးတော့လဲမပြုတ်တော့ဘူးတနက်ပြောင်းသွားတဲ့ချိန်ပြီးတော့လဲမချင်းချောင်ဘူးအဲ့ဒီချက်နဲ့ချက်ကိုကြီးချင်းအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြူပါတယ်နော်အဲ့တော့ပြည်သူဘက်ကိုကြည့်ရအောင်ပြောဆိုလို့ရတဲ့ ဒေါ်လာရေးအဖွဲ့အစည်းမှုပြောတာလားပြောတဲ့စကားလုံး၄ဆန်းကိုလည်းနားထောင်ကြည့်ပါအန်တီကြီးကပူပြီးတော့စိုးပါတယ်ဘဝတွေအသက်တွေရင်းပြီးတော့ဘဝတွေအသက်တွေပေးပြီးတော့ဒေါ်လာရေးလုံနေတဲ့ညီငယ်ညီမငယ်လူငယ်တွေရဲ့ရင်ထဲကိုရောက်အောင်ပြောဆိုတဲ့စကားလုံးတန်ကအမလေးကြည့်ကြပါအောင်လက်နဲ့ကိုင်းပြီးတော့အပြည်သူကိုနိုင်ကျင့်နေတယ်ကြီးနိုင်ငံရေးလုံနေတယ်ငါတို့ပေါ်ကြမ်းဖက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေဘူးတိုက်ပြီးတော့ပွဲစုအောင်လုပ်တယ် တမင်တကာမဲရည်ရွယ်ပြီးလုတ်တလားတော်မှထင်ရတယ်။ဒါဟာလူကြီးလူကောင်းပြောရမယ့်စကားလုံးမဟုတ်ဘူး။အဲ့ဒါကပြည်သူတွေရဲ့အာဏာချက်ပဲ။ကောင်းမွန်စွာဟိုဘက်ကတစ်ဖက်မှာရှိတဲ့ရဲဘော်တွေကကိုယ့်ရဲ့မြည်ရွယ်သားရွယ်နားလည်အောင်ပြောပြလို့ရတယ်။ငါသားတို့ရဲ့အမေတို့ကမသိဘူး။မသိလို့အခုလိုမှားတော့တာပါ။နောက်မှဖြစ်အောင်အမေတို့လက်ဆင်ကြီးပြီးနေမယ်။ငါသားတို့ထုတ်ပြန်တဲ့စီကံကိုလည်းလိုက်နာမယ်။အခုငါသားတို့ကတောင်းဝင်ရလာဆိုရင်လည်းအဲလောက်ဆက်ရှိရလောက်ပါအမေတို့လည်း ်နောက်နောက်ဆင်ကျင်ပြီးတော့နေပါမယ်ဆိုပြီးတော့လူငယ်တွေကြည်နက်အောင်နားလေသဘောပေါက်အောင်လူကြီးတယောက်နေနဲ့ရှင်းပြနိုင်တဲ့အရေးရှိမရှိတာကပူဆူတယ်။ဟိုကလူငယ်တွေဟုတ်ပြီနော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်ကခုကိုကြည့်ချင်းအဖြစ်ကောင်းတဲ့အရာတစ်ခုတော့ပေါ်လာတယ်။ဘာလဲဆိုရင်တို့လက်လက်ကင်တော်လန်နေတဲ့တော်လန်ရေးရဲဘော်တွေကိုပြည်သူတွေဟာမှားနေရင်မှားတဲ့ကြောင်းဝေဖန်ထောက်ပြရဲကြတယ်ပြောဆိုရဲကြတယ် ပြောဆိုခွင့်လည်းရှိပါတယ်။ဟုတ်ပြီနော်ဒါကောင်းတဲ့လက္ခဏာပါ။ဒီနေရာမှာသာစကမစစ်ကုံမရှင်စစ်တပ်သားဖြစ်ကြည့်လိုက်အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်တော့ကတော့သေပြီးလောက်ပြီ။ဟုတ်ပြီနော်မသေးရင်တောင်မှမပြစ်တတ်ရင်တောင်မှသေချာတဲ့အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေလောက်ပြီ။အချုပ်ချိုင်ချမဲဒါမှမဟုတ်ပိုက်ဆံတဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်။ကဲဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရဲပေါ်ညီကိုမောင်နှမတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့ စကမစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခင်ဗျားတို့စစ်ကော်မရှင်စစ်တပ်မှာအောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုစကားလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နှက်အောင်မှာပြားမြံဝတ်နေရတယ်တချို့ပြည်သူကလည်းအဲ့လိုစစ်ဖက်နှက်အောင်မှာပြားမြံဝတ်တဲ့ဘဝနဲ့ပဲတန်းတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့အစင်ချင်းမှာကျွန်တော်တို့ဒေါ်လာရဲပေါ်ရဲ့ညီကုံမောင်နှမတွေမှာရွံ့နေလေဝေးမမအကြံပြုပါထောက်ပြပါနော်ဝေးပါလို့ရပါတယ်အကြံပြုလို့ရပါတယ်မိမိရဲ့မှန်ကန်ကြောင်းစီးနေကန်းနဲ့လာရောက် ပြောဆိုတင်ပြလို့ရပါတယ်။ကြောက်ရမလို့ပါဘူး။เนาะကျွန်တော်ဒါကိုပြောကြားရင်းနဲ့ဒီဒေါ်လာရေးမှာဘာမဟုတ်တဲ့အကြောင်းအရာလေးအတွက်နဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေး PDF ညီကိုမောင်နှမတွေအပေါ်အထင်မြင်လွဲမှားတာတွေကိုစင်ကျင်ကြဖို့အဲတို့တောင်းရှိလူရှိတွေကလည်းပြည်သူပေါ်ကိုစကလုံးတင်းမာစွာနဲ့ပေါ့နော်။ပြုမှုဆက်ဆံတဲ့ရဲဘော်ရဲမေတွေကိုအရေးယူမယ်လို့ထုတ်ပြန်လာပါတယ်။အဲ့တော့လူကြီးတွေကိုလည်းကျွန်တော်ကအကြံပေးချင်ပါတယ်။ကျွန်တော်တို့ရဲ့ PDF ညီငယ်ညီမငယ်တွေဟာ မှန်ပါတယ်လူငယ်တွေဖြစ်တဲ့အလျောက်ဒေါသကြောင့်စကလုံးတင်းမာစွာပြည်သူပေါ်ဆက်ဆံမိတာကတော့မှန်ပါတယ်ဒါပေမဲ့လို့ကြီးမားတဲ့ပြစ်ဒဏ်ပေးရကြတဲ့အထိတော့ကျွန်တော်တို့ညီငယ်ညီမကလေးမမပါဘူးနော်ဒေါ်လာလေးလုံးနေတဲ့ညီငယ်ညီမကလေးကိုစိတ်ထက်ကြက်သွားစီမဲ့ပြစ်ဒဏ်မျိုးမပေးဖို့လေအကြံပေးချင်ပါတယ်ပေးမယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးအပြည်သူတွေဘက်ကလည်းကျွန်တော်တို့ဒေါ်လာရေးကိုတဖက်တစ်လက်ကနေကူညီပါဝင်တဲ့အနေအထားမှာထုတ်ပြန်လာတဲ့စီကန်းတွေကိုလေးလေးဆဆနဲ့လိုက်နာကြဖို့ပါဝင်ကြဖို့ ပူပေါင်းချဖို့ကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ပြီးတော့ဝေဖန်ကြံပြူရင်းနဲ့အားလုံးပဲဘေးကင်းကြမှာချမ်းသာကြပါစေခင်ဗျာ။